မူရင်စေဝါသုံးဆွဲရတဲ့ပတ်သက်ပြီးတော့မင်းဆက်မဲနဲ့စမ်းသုံးနေတာဖြစ်ကြောင်းတုတ်ပြန်ခဲ့တဲ့အီလိုမဲအားလုံးပဲမိင်္ဂလာပါ2024ခုနှစ်အမေရိကန်ရေပွက်ကွဲကာလတမတာဟောင်းထရန့်ရဲ့မဲဆွေစီယုံရေးတွေမှာ Space H နဲ့ Tesla တို့ရဲ့ပိုင်ရှင်လက်ရှိချမ်းသာဆုံးတစ်ထည်ကြီးအီလိုမဲလဲပါဝင်ခဲ့ပါတယ်ထရန့်ဆိုရတက်လာတဲ့အချိန်မှာဆိုရင်လေအီလိုမက်ဟာအစိုးရဖွဲ့ဝင်တဦးအနေနဲ့ပါဝင်လာခဲ့ပါတယ်2025ခုနှစ်ဇန်နဝါရီလမှာချွန့်အနာရလာပြီးနောက်ပြည်သူ့အုပ်ချုပ်ရေးထိရောက်မှုဌာန DOGE ကို Elon Musk ကဥဆောင်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာဆိုရင်တော့ Elon Musk နဲ့ပတ်သက်ပြီးတော့မူရည်စေဝါသုံးဆွဲနေတယ်ဆိုတော့ဆွဆွဲမှုတွေလည်းထပ်ပေါ်လာခဲ့ပါတယ်။မင်းဆွေစီယုံရေးကာလမှာရောအစိုးရတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာပါ Elon Musk ကကတမီမူရည်စေဝါကိုအလွန်ကျော်သုံးခဲ့တာကြောင့်စီးအိမ်နာတဲ့ပြဿနာတွေပါဖြစ်လာရတယ်ဆိုပြီးတော့ New York တိုင်းသတင်းစာကဖော်ပြလာခဲ့တာပါ။ဒါပြင် ်စတက်စီနဲ့မက်ဂျစ်ဘက်ရုံးတို့ကိုပါသုံးဆွဲခဲ့ပြီးတော့ဘေးကမဆိုးသွားလိုက်ရမှာစေလုံးနေထည့်ထားတဲ့ဘူးတပူကိုပါယူဆောင်သွားခဲ့တယ်လို့သတင်းစာကထပ်မံဖော်ပြခဲ့ပါရီလက်ရှိမှာတော့အီလမတ်စ်ကပြည်သူအုပ်ချုပ်ရေးထိရောက်မှုဌာန DOGE ကနေပြီးတော့အနားယူခဲ့ပြီးဖြစ်ပါရီမကြသေးခင်ကပင်အင်ဖြူရောမှာရှိတဲ့ Oval Office ရုံးခန်းထဲမှာပြုလုပ်တဲ့တရားဝင်နှုတ်ဆက်ပွဲကိုလည်းမက်စ်ကတက်ရောက်လာခဲ့ပါရီအဲ့မှာဆိုရင်တော့ Elon Musk တယောက်မျက်ကွင်းညိုနေတာကိုအားလုံးကသတိထားမိခဲ့ပြီးတော့မွေးရည်စေးတုံးဆွဲနေတယ်ဆိုတော့ 但那样保险那些玩意。 မြက်ကွေးညိုရာနဲ့ပတ်သက်ပြီးတော့ Elon Musk ကသူ့သားနဲ့ဆိုရင်ထုံးမိတာပါလို့ဖြေရှင်းပါတယ်။မိုးရေစေဝါ30ရက်စွာကြီးနဲ့ပတ်သက်ပြီး Trump ကအင်တာဗျူးဖြေဖို့ကိုတော့ရှောင်ရှားခဲ့ပါတယ်။ဒါပေမဲ့ Elon Musk ကသူ့ပိုင်ဆိုင်တဲ့ H လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့မိုးရေစေဝါတုံးခဲ့ဘူးကြောင့်နဲ့စမ်းတုံးတာသာဖြစ်တယ်လို့ပြန်လည်ဖြေရှင်းသွားပါတယ်။ရှင်းရှင်းလင်းလင်းပြောရရင်ကျွန်တော်မိုးရေစေမတုံးပါဘူး။ညော်တိုင်းကလုံးဝလိမ်နေတာပါ။လုံခဲ့တဲ့နေ့နေ့ငယ်ကကက်တမင်ကိုကျွန်တော်စမ်းကြည့်တာ H မှာပြောခဲ့ပြီးဒါကသတင်းတောင်မှဖြစ်ခဲ့ဘူးမောင်မိုက်တဲ့ စိတ်တွင်းနဲ့တွေကနေပြီးတော့ရုံထွက်ဖို့အထောက်အကူဖြစ်ပေမဲ့အိတ်ကလေးကမတုံ့ပြတ်တော့ပါဘူးလို့အီလိုမက်ကတုတ်ပြန်ရေးသားသွားခဲ့တာပါ။သတင်းစာရှင်းလင်းပွဲမှာသတင်းတောက်တယောက်ကထရန့်ကိုအီလိုမက်မကြခဏမိုးရစေးသုံးနေဆိုတာသိပါသလားလို့မေးမြန်းရမှာတော့ထရန့်ကမသိပါဘူး။သူကအရန်ကောင်းတဲ့လူတယောက်လိုပဲလို့ကျွန်တော်ထင်ပါတယ်ဆိုပြီးတော့ပြန်ဖြေသွားခဲ့ပါရီ။သတင်းကြီးအီလိုမက်ကအစိုးရဖွဲ့ဝင်ဖြစ်လာပြီးနောက်မှာဆန္ဒပြမှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရပြီးတော့နိုင်ငံရေးပိုင်းမှာသူ့တွေမအောင်မြင်ခဲ့ဘူးလို့ဆိုနေပါရီ။ဆန္ဒပြသူတွေဟာသူ့ရဲ့ Tesla ကုမ္ပဏီကို ဥတီဆန္ဒပြခဲ့ကြတာဖြစ်ပြီးတော့အစိုးရဖွဲ့ကနှုတ်ထွက်ပြီးတဲ့ဒီဆက်လက်ဆန္ဒပြတာတွေရှိနေသေးဖြစ်ပါတယ်။ကြီးစုအပ်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။